ုံကြည်သူတယောက်ရဲ့အသက်တာမှာဆိုလို့ရှင်ပေါ့နော်ခါလီမားကိုကအာအားနေတဲ့အချိန်ရှိကောင်းရှိမယ်ယုံကြည်ခြင်းအားနေလို့ခံစားရရှိကောင်းရှိမယ်ကိုခန္ဓာပိုင်းဆိုင်မှာပင်ပန်းနွမ်းနယ်တဲ့အခါမှာပေါ့နော်ကိုအနေနဲ့တမာတိရှိဖို့ရန်အတွက်လဟင်းသွဲတဲ့ကာလရှိကောင်းရှိမယ်ပေါ့နော်ဆရာဆိုတော့ဝိညာဉ်တိုက်ပွဲအောင်မြင်နိုင်မလားဆရာ definitely အောင်မြင်နိုင်တယ်။ဘာကြောင့်လဲဆိုတော့ဝိညာဉ်တိုက်ပွဲလို့ပြောတဲ့အတွက်ဇာတိနဲ့တိုက်ရမှာပေါ့ ဝိညာဉ်နဲ့တိုက်တာအာမင်အဲကြောင့်ကျွန်တော်တို့ရဲ့ဝိညာဉ်နဲ့တိုက်တာဖြစ်တဲ့အတွက်ဝိညာဉ်တော်ရဲ့ဆောင်းပါခြင်းရှိမယ်နံပါတ်1အာမင်ပြီးရင်ကျွန်တော်တို့ဘယ်တိုက်တာမဟုတ်ဘူးတခုနားလဲပို့လို့ရတယ်ကောင်းကင်တမန်3ပုံ2ပုံကอืมလူစီဖာနဲ့လိုက်သွားတယ်ဟုတ်ကဲ့ဒါဆိုရင်3ပုံ2ပုံကကျွန်တော်နဲ့အတူရှိသေးတယ်ကျွန်တော်ဖက်မှာရှိတယ်ကျွန်တော်ဖက်မှာရှိသေးတယ်ဟုတ်ကဲ့ဒါကြောင့်မလို့ကောင်းကင်တက်တည်ကျွန်တော်နဲ့ရှိမယ်အာမင်နားလည်တယ်နော်ပြီးရင်ကျွန်တော်တို့သခင်ယေရှုကိုတိုင် ကင်မရာရဲ့လက်ရဖက်မှာကျွန်တော်တို့အတွက်အမြဲတမ်းယူခံပြီးတော့ရှူတောင်းပေးနေတယ်။ဟာမဲဒီအချက်တွေကိုကြည့်ချင်ရပြီကျွန်တော်တို့ကမနိုင်စရာလုံးဝမရှိဘူး။ ဟာလေလုယာအာမင်အာမင်အာမင်ဆိုတော့ကျွန်တော်တို့တည်တင်းကောင်းဖြစ်တယ်ယုံကြည်သူတက်တာမှာအော်ဒီနေ့တော့ဘောနောပင်ပန်းလိုက်တာဘောနောမနိုင်တော့ဘူးဆိုတဲ့ခါမှာကျွန်တော်တို့အနေနဲ့မပါလို့ရမလဲဝိညာဉ်ဘုရားကိုပူညီတောင်းဖို့လိုအပ်တယ်ဘာကြောင့်လဲကျွန်တော်တို့ဘက်မှာရှိတော်သူကလောကဘက်မှာရှိတော်သူထက်တာရဲ့အားကြီးတယ်တာရဲ့များတယ်အာမင်နှုတ်ပတ်တော်ထဲမှာဆိုရင်တော့နော်အာရှင်ယောဟန်30 30မှာတခိုးအားတဲ့သူ့လောက်ကသူလုံးမှာပဲဒါကတော့ဗာလဲခိုးမယ်တတ်မယ်ဖြစ်စီမယ်ရမယ်ဘုရားကဗာလဲတို့တို့ဒီအသက်လွတ်ယုံမြတ်မကအထုတစ်ဖြင့်အသက် ်နဲ့ပြည့်စုံစေခြင်းကလာတည်းဆိုတော့ကျွန်တော်တို့ဝိညာဉ်တိုက်ပွဲရင်ဆိုင်တဲ့အခါမှာဖရာရဲ့ခွန်အားနဲ့အောင်မြင်ကိုအောင်မြင်နိုင်မယ်